မင်္ဂလာပါခင်ဗျာ ကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ Microsoft Excel မှာရာခိုင်နှုန်းပေါ်မူတည်ပြီးတော့ color အယောင်လေးတွေတက်လာစေခြင်းတဲ့အခါမျိုးမှာဘယ်လိုပြုလုပ်ရမလဲဆိုတဲ့နည်းလမ်းလေးတွေကိုကျွန်တော်ဒီသင်ခန်းစာလေးမှာအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီရဲ့သင်ခန်းစာလေးကတော့ကျွန်တော်စီကိုမေးထားတဲ့သင်တန်းသားလေးတစ်ယောက်လည်းရှိတဲ့အတွက်သူမေးထားတဲ့မေးခွန်းလေးကအားလုံးလည်းသိချင်နေလောက်ပဲထင်တဲ့မေးခွန်းလေးတစ်ခုဖြစ်တဲ့အတွက်အားလုံးသိရအောင်ကျွန်တော်မျှဝေပေးလိုက်တာဖြစ်ပါတယ် ီတော့သူမေးထားတဲ့မေကွန်လေးကကျွန်တော်တို့အော်တန်းမှာရှိနေတဲ့ရာခိုင်နှုန်းအကြီးဆုံးကိုကြည့်ပြီးတော့အပေါ်အတန်းမှဆဲခွက်တွေကိုကျွန်တော်တို့အစိမ်းရောင်လေးတွေအော်တိုတက်သွားစေခြင်းနဲ့အစိမ်းရောင်လေးတွေဖြည့်ချင်တာဒါကိုကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုပြီးတော့မေးထားတာဖြစ်ပါတယ်ဒီတော့နမူနာအနေနဲ့ဒီမှာကျွန်တော်တို့ဇရာခွက်လေးတွေကျွန်တော်တို့ပေးထားပါတယ်အာရိုးလေးနှစ်ခုရှိမယ်ပေါ့နော်အောက်ကရိုးလေးမှာတော့ကျွန်တော်တို့ကရာခိုင်နှုန်းလေးတွေကျွန်တော်တို့သက်ဆိုင်ရာရာခိုင်နှုန်းတွေကျွန်တော်တို့ရှိပါလိမ့်မယ် ဒီရဲ့အောက်မှာရှိနေတဲ့ရာခိုင်နှုန်းတွေထဲကနေပြီးတော့မှရာခိုင်နှုန်းအကြီးဆုံးဖြစ်တဲ့ဆဲခွက်လေးမှာသူနဲ့သက်ဆိုင်တဲ့သူ့အပေါ်မှာရှိနေတဲ့ဆဲခွက်လေးမှာကျွန်တော်တို့ကအစဲရောင်လေးအော်တိုတက်လာစေချင်တာဖြစ်ပါတယ်ဒီတော့ဒီရဲ့ရာခိုင်နှုန်းလေးတွေထဲမှာတော့ကျွန်တော်တို့က135ရာခိုင်နှုန်းကအကြီးဆုံးဖြစ်တဲ့အတွက်သူနဲ့သက်ဆိုင်တဲ့အပေါ်ကဆဲခွက်လေးမှာအစဲရောင်လေးကျွန်တော်တို့အော်တိုဝင်နေပါတယ်ဒါဆိုရင်ဒီဘက်မှာကျွန်တော်တို့က34ရာခိုင်နှုန်းမဟုတ်ဘဲနဲ့ 120ရာခိုင်နှုန်းဆိုပြီးတော့ပြင်ကြည့်လိုက်ပါမယ်။အန်တာလီခေါလိုက်တာနဲ့တပြိုင်တည်း120ရာခိုင်နှုန်းကအကြီးဆုံးဖြစ်တဲ့အတွက်သူ့ရဲ့အပေါ်မှာရှိနေတဲ့ဆဲခွက်လေးကအော်တိုအစဲရောင်လေးတက်လာတဲ့ပုံစံလေးဖြစ်ပါတယ်။ဒါကိုပြုလုပ်ဖို့ရာအတွက်ဆိုရင်တော့ကျွန်တော်တို့အရင်ဆုံး formula လေးအရင်ဆုံးချပေးရပါမယ်။ formula တွက်တဲ့အခါမှာကျွန်တော်တို့က ဒီရဲ့ဆဲခွက်တွေကနေပြီးတော့မှအကြီးဆုံးရာခိုင်နှုန်းကိုကျွန်တော်တို့ကသိကျင်တာဖြစ်တဲ့အတွက်ကြီးများချင်းလေးထုတ်ပြီးတော့မှ maximum ဆိုတဲ့ formula လေးနဲ့ကျွန်တော်တို့အရင်ဆုံးတွက်လိုက်ပါမယ်ဒါကြောင့်ကျွန်တော်တို့ map function လေးသုံးလိုက်မယ် mah max ဆိုပြီးတော့မှရေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့တက်လေးခုန်လိုက်ပါမယ် ရခိုင်နှုံးလေးတွေကိုကျွန်တော်တို့ဆက်လက်လေးပေးအန်တာလီခေါလိုက်တန်တဲ့တပြိုင်နဲ့အော်ဒီမှာကျွန်တော်တို့135ရခိုင်နှုံးဆိုပြီးတော့မှကျွန်တော်တို့ပြပေးပါတယ်ဒီတော့ဒီရရခိုင်နှုံးတွေကအကြီးဆုံးရခိုင်နှုံးကတော့135ရခိုင်နှုံးဖြစ်တယ်ဆိုပြီးတော့ပြပေးတယ်ပေါ့နော်ဒီတော့ကျွန်တော်တို့ဒီရ36ရခိုင်နှုံးကတရဒီနောက်မှရှိနေတဲ့အကြီးဆုံးရခိုင်နှုံးနဲ့ညီသလားဆိုပြီးတော့မှကျွန်တော်တို့ မေးပေးလိုက်ပါမယ်ဒါကြောင့်ကျွန်တော်တို့ကဒီမှာညီညာချင်းလေးထိုးလိုက်ပါမယ် ဒီရက်ကျွန်တော်တို့က B3 မှာရှိနေတဲ့36ရာခိုင်နှုန်းကညီမြချင်းညီသလားဆိုပြီးတော့မှကျွန်တော်တို့မေးလိုက်ပါတယ်။ဘာနဲ့ညီသလားလဲဆိုရင်တော့အကြီးဆုံးရာခိုင်နှုန်းဖြစ်တဲ့အတွက်ကျွန်တော်တို့ကမက်ဆီမမ်လေးနဲ့ကျွန်တော်တို့ပြန်တွက်လိုက်ပါမယ်။ပြီးရင်တော့သူတို့တွေကိုကျွန်တော်တို့ဆက်လက်လေးပေးလိုက်မယ်။ တခါတည်းသူတို့တွေကိုလော့ခတ်ခဲ့လိုက်ပါမယ် F4 လေးနဲ့လော့ခတ်ခဲ့ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဝင်းပိတ်အန်တာလီခေါက်လိုက်တာနဲ့တပြိုင်တည်းဟောဒီရဲ့ကျွန်တော်တို့က B3 မှာရှိနေတဲ့36ရာခိုင်နှုန်းလေးကအကြီးဆုံးတန်ဖိုးဖြစ်တဲ့135နဲ့နှိုင်းရှင်လိုက်တဲ့အခါမှာမညီပါဘူးဆိုပြီးတော့မှသူကအဖြေကိုကျွန်တော်တို့ force ဆိုပြီးတော့မှပြပေးလာပါတယ်။ဒါကိုကျွန်တော်တို့ကဒီတိုင်းတန်းပြီးတော့မသုံးတော့ဘဲနဲ့ if function လေးနဲ့ကျွန်တော်တို့တွဲပြီးတော့မှသုံးကြည့်လိုက်ပါမယ်။ဒါကြောင့်ညီမြချင်းလေးထိုးလိုက်ပါမယ်။ IFA ဆိုပြီးတော့မှရေးလိုက်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့တက်လေးခုံလိုက်ပါမယ်။ Infection မှာကျွန်တော်တို့လိုအပ်တဲ့ argument လေးတွေစပြီးတော့တောင်းပါတယ်။ logical test ဆိုတာလေးစပြီးတော့တောင်းပါတယ်။ဒီတော့ logical test ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ကအစားအနင်ပြီးတော့ပြတ်တွက်လိုက်ပါမယ်။ logical test နိုင်ရှင်ပါမယ်။ဘလူးနဲ့ဘလူးနဲ့ကိုနိုင်ရှင်ပါလေ။ကျွန်တော်တို့ဒီရဲ့ B3 မှာရှိနေတဲ့36ရာခိုင်နှုန်းလေးကညီမြချင်းညီသလား။ဘာနဲ့ညီသလားလဲဆိုရင်တော့ math တွက်လိုက်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့ဒီမှာ သူ့ရဲ့ရာခိုင်နှုန်းလေးတွေကိုကျွန်တော်တို့ဆက်လက်ပေးမယ်။ keyboard ကနေပြီးတော့ F4 လေးနဲ့လောက်ခတ်လိုက်ပါမယ်။ပြီးရင်တော့ queen ပိတ်မယ်။ queen လေးပိတ်ပြီးသွားပြီဆိုတာနဲ့တပြိုင်တည်းကျွန်တော်တို့ comma လေးခံလိုက်ပါမယ်။ comma ခံလိုက်တဲ့တဲ့တပြိုင်တည်း a function လေးမှာကျွန်တော်တို့ logic တက်ပြီးသွားပြီ။ value is true ဆိုတာလေးကျွန်တော်တို့ပြပါလိမ့်မယ်။ဒီတော့အကယ်၍ဒီရဲ့ logical စစ်တာလေးကတော့ကျွန်တော်တို့မှန်နေခဲ့လို့ဆိုရင်တော့ကျွန်တော်တို့ true နေရာမှာဘာပြမှာလဲဆိုပြီးတော့မှမေးပါတယ်ကျွန်တော်တို့ကတော့ true ဆိုပြီးတော့ပဲပြကြင်တာဖြစ်တဲ့အတွက် ဒဘယ်ကုတ်လေးအတွဲမှာကျွန်တော်တို့ true ဆိုပြီးတော့မှရှိုက်ထည့်ခဲ့ပေးလိုက်ပါမယ်ပြီးရင်တော့ comma ပါ value is for တယ်အကယ်၍ကျွန်တော်တို့ကဒီရဲ့နှိုင်းရှင်တာလေးကတော့မှားနေလို့ဆိုရင်တော့ဒီရဲ့မှားတဲ့နေရာလေးမှာကျွန်တော်တို့ဘာပြစေချင်တာလဲဆိုပြီးတော့မေးပါတယ်ကျွန်တော်တို့ကတော့ for ဆိုပြီးတော့ပဲပြချင်တာဖြစ်တဲ့အတွက်ဒဘယ်ကုတ်အတွဲမှာကျွန်တော်တို့ for ဆိုပြီးတော့ပဲရေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ queen လေးပိတ်လိုက်ပါမယ် ဝင်ပိတ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကအန်တာလေးခောက်ပေးလိုက်ပါမယ်အန်တာခောက်လိုက်တဲ့အခါမှာဆိုရင်တော့ဒီမှာကျွန်တော်တို့က force ဆိုပြီးတော့ပဲ reset ကိုထုတ်ပေးလာပါတယ်။ဘာကြောင့် force ဆိုပြီးတော့ပြလဲဆိုရင်တော့ဒီရဲ့36ရာခိုင်နှုန်းနဲ့အကြီးဆုံးတန်ဖိုးဖြစ်တဲ့135နဲ့နှိုင်းရှင်လိုက်တဲ့အခါမှာဆိုရင်သူတို့တွေကကျွန်တော်တို့မညီရာဖြစ်တဲ့အတွက်ကျွန်တော်တို့ force ဆိုပြီးတော့မှပြသွားတာဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့ loginer က true for နဲ့ loginer မဟုတ်ဘူး။တက်ဆိုင်ရာအကြီးဆုံးတန်ဖိုးရှိနေတဲ့ ရာခိုင်နှုန်းနေရာလေးမှာသူနဲ့သက်ဆိုင်တဲ့အပေါ်ကဆဲခွက်လေးတွေမှာအယောင်လေးတွေတက်လာစေချင်တာဖြစ်တဲ့အတွက်အယောင်တွေတက်ဖို့ရာအတွက်ကတော့ conditional formatting ဆိုတာလေးနဲ့ကျွန်တော်တို့တွဲပြီးတော့မှသုံးပေးရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့တွက်ထားတဲ့ formula လေးကို double click ပြန်နှိပ်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့ရှေ့မှာရှိနေတဲ့ညီညာချင်းလေးပါပေါင်းဆက်လက်လေးပြပြီးတော့မှ control ရယ် c ရယ်နှိပ်ပြီးတော့ copy လေးကူးခဲလိုက်ပါမယ်။ပြီးရင်တော့ enter လေးခောက်လိုက်ပါမယ်။ enter ခောက်ပြီးသွားပြီဆိုတာနဲ့တပြိုင်တည်း ျွန်တော်တို့ကအပေါ်မှာရှိနေတဲ့ဆဲခွက်လေးတွေမှာအော်တိုအယောင်တက်လာစေချင်တာဖြစ်တဲ့အတွက်ကိုတက်လာစေချင်တဲ့ဆဲခွက်လေးတွေမှာကျွန်တော်တို့ဆက်လက်လေးပေးပါမယ်ဆက်လက်ပေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီမှာ home တက်ထဲကနေပြီးတော့မှ conditional formatting ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်လိုက်ပါမယ်နေရူးရူးဆိုတဲ့အထဲကိုဝင်လိုက်မယ် လေယူရူတွေကနေပြီးတော့မှကျွန်တော်တို့ formula နဲ့တွဲပြီးတော့မှအယောင်တွေတက်စေချင်တာဖြစ်တဲ့အတွက် use a formula to determine ဆိုရတဲ့ကျွန်တော်တို့တစ်ချက်လောက်နှိပ်ပေးလိုက်ပါမယ်ပြီးရင်တော့ format value ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ cursor လေးချလိုက်ပါမယ်ဒီရဲ့နေရာလေးမှာကျွန်တော်တို့မြင်ရလားမသိဘူးเนาะကျွန်တော်နည်းနည်းလေးမြင်ခွင့်လေးချက်ပြပေးသွားပါမယ်ကျွန်တော်တို့ဒီမှာ conditional format တွေကနေပြီးတော့ neuro ဆိုတဲ့အထဲကိုဝင်ပြီးသွားပြီးဆိုရင်တော့ use a formula to determine ဆိုတာလေးကိုဆက်လက်လေးပေးပါမယ် အောက်မှာရှိနေတဲ့ format value ဆိုတဲ့နေရာလေးမှာကစားချပြီးတော့အစောနာကကျွန်တော်တို့တွဲချက်ထားခဲ့တဲ့ formula လေးကိုဒီနေရာမှာပေးချပေးရမှာဖြစ်ပါတယ်။ဒါကြောင့် control ရဲ့ v ရဲ့နှိပ်ပြီးတော့မှပေးချလိုက်ပါမယ်။ပေးချပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကသူ့မှာအယောင်လေးတွေတက်စေခြင်းနဲ့ဘာအယောင်လေးတက်စေခြင်းနာလဲဆိုရင်တော့အစိမ်းအယောင်လေးတက်စေခြင်းနာဖြစ်တဲ့အတွက် format ဆိုတဲ့အထဲကိုကျွန်တော်တို့ဆက်ပြီးတော့ဝင်ပေးလိုက်ပါမယ်။ ဖောင်းမတ်ထဲကိုကျွန်တော်တို့ကဝင်ပြီးသွားပြီဆိုတာနဲ့တပြိုင်တည်းဒီရက်ကျွန်တော်တို့ပေါက်လေးကြလာပါလိမ့်မယ်ဒီပေါက်လေးကြလာပြီဆိုရင်တော့ကျွန်တော်တို့က face ဆိုတဲ့ထဲကိုဆက်ဝင်လိုက်ပါမယ် face ထဲကိုဝင်ပြီးသွားပြီဆိုရင်တော့ကိုတက်စေချင်တဲ့အယောင်လေးကိုကျွန်တော်တို့ကဆက်လက်လေးမှတ်ပေးရပါမယ်ကိုရဲ့စိတ်တိုင်းကျကျွန်တော်တို့အယောင်လေးကိုဆက်လက်မှတ်ပြီးသွားပြီဆိုရင်တော့အောက်မှာရှိနေတဲ့ okay ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ okay ဆိုတာလေးကိုနှိပ်လိုက်မယ် ။ဟောဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာအယောင် color လေးကအော်တိုကျွန်တော်တို့ဝင်လာတာကိုတွေ့ရပါလိမ့်မယ်။ဒီတော့ဒါတွေမှာကျွန်တော်တို့ကအယောင်လေးတွေမှာအခုလောလောဆယ်တော့အစိမ်းအောင်လေးကျွန်တော်တို့ဖြည့်ထားခဲ့ပါတယ်။ဒီရဲ့အစိမ်းအောင်လေးကိုကျွန်တော်တို့ကမကြိုက်ဘူး။တခြား color နဲ့ကျွန်တော်တို့ပြန်ပြီးတော့ပြောင်းစီခြင်းနဲ့ဆိုရင်လည်းရပါတယ်။ကျွန်တော်တို့ color လေးမှတ်မယ်။ conditional format တွေကနေပြီးတော့မှလက်ရှိပြုလုပ်ထားတာလေးတွေကိုကျွန်တော်တို့ပြန်ပြင်စေချင်တာဖြစ်တဲ့အတွက် money rule ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်လိုက်ပါမယ်။ဒီတော့အခုလက်ရှိကျွန်တော်တို့ဒီမှာ ဒီရဟာလေးတွေကိုတော့ကျွန်တော်တို့ဒလိနဲ့ဖြတ်လိုက်မယ်။ဟောဒါလေးမှကျွန်တော်တို့ကပြန်ပြီးတော့မှအယောင်လေးမှအစက်ယောင်မဟုတ်ပါဘူး။အပြာယောင်လေးနဲ့ပြင်ကျင်ပါတယ်။အနီယောင်လေးနဲ့ပြင်ကျင်ပါတယ်ဆိုရင်လည်းရပါတယ်။သူ့ကိုဆက်လက်ပေးထားပြီးတော့အပေါ်မှာရှိနေတဲ့ active rule ဆိုတာလေးကျွန်တော်တို့နှိပ်လိုက်ပါမယ်။ပြီးရင်တော့ format ဆိုတဲ့အထည်ကိုဝင်မယ်။ဟောဒီနေရာလေးမှကျွန်တော်တို့ကအနီယောင်လေးထည့်ကြည့်ပါမယ်။ဒါကြောင့်အနီယောင်လေးယူမယ်။ okay လေးနှိပ်လိုက်မယ်။ပြီးရင်တော့ okay နှိပ်လိုက်ပါမယ်။ apply ဆိုတာလေးနှိပ်မယ်။ ။ Okay နဲ့လိုက်တာနဲ့တပြိုင်နဲ့ဟောဒီမှာကျွန်တော်တို့အနီရောင်လေးနဲ့ဝင်သွားမှာဖြစ်ပါတယ်။ဒီတော့135ရာခိုင်နှ ah ုန် ah းကအခုအချိန်ဒီမှာတော့ကျွန်တော်တို့အကြီးဆုံးတန်ဖိုးဖြစ်တဲ့အတွက်သူ့ရဲ့အပေါ်မှာရှိနေတဲ့ဆဲခွက်လေးမှာအော်တိုအနီရောင်လေးကျွန်တော်တို့ဝင်လာပါတယ်။ဒီတော့ဒီဘက်ဘေးလေးမှာကျွန်တော်တို့က135ထက်ကြီးနေတဲ့ရာခိုင်နှုန်းပမာဏကိုရိုက်ထည့်လိုက်ပါမယ်။ ပြီးရင်တော့အန်တာလေးခောက်လိုက်တဲ့နဲ့တပြိုင်တည်းဟောဒီမှာကျွန်တော်တို့က135ရဲ့အပေါ်မှာအယောင်မရှိတော့ဘဲနဲ့125ဖြစ်တဲ့အကြီးဆုံးတန်ဖိုးလေးမှာကျွန်တော်တို့ဒီမှာအနီရောင်လေးနဲ့ကျွန်တော်တို့ဝင်လာတာဖြစ်ပါတယ် ဒီတော့ရှေ့ဆုံးကကျွန်တော်တို့ကတံပိုးလေးမှာလဲ120နဲ့500ရခိုင်နှုန်းလို့ရိုက်ကြည့်မယ်အန်တာလေးခောက်လိုက်တန်တဲ့ပြိုင်နဲ့ဟောဒီမှာကျွန်တော်တို့အပေါ်မှာအနီရောင်လေးနဲ့ကျွန်တော်တို့တက်လာတာကိုတွေ့ရပါလိမ့်မယ်ဒါကတော့ကျွန်တော်တို့အိဆဲထဲမှာရခိုင်နှုန်းတွေပေါ်မူတည်ပြီးတော့မှကာလာအရောင်လေးတွေအော်တိုတက်လာစေခြင်းနဲ့အခါမျိုးမှာဆိုရင်တော့ if function လေးနဲ့ conditional formatting နဲ့ကိုကျွန်တော်တို့တွဲသုံးပြီးတော့မှအရောင်လေးတွေကျွန်တော်တို့တက်ခိုင်းလို့ရပါတယ် ဒါဆိုကျွန်တော်တို့အားလုံးနားလည်မယ်လို့ထင်ပါတယ်။တရက်သင်္ကန်းစာလေးကလက်တွေ့လုပ်ငန်းခွင်မှာလည်းအရန်သုံးဝင်တဲ့သင်္ကန်းစာလေးတစ်ခုဖြစ်တဲ့အတွက် ကိုကိုရိုင်းလက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါ။အကယ်၍ကိုကိုရိုင်းလေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်။ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတဲ့ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်။အကယ်၍ကိုကိုရိုင်းလေ့ကျင့်ပြီးသွားပြီးကိုလည်းအမှန်တကယ်ကာလာရောင်လေးတွေကိုအခုလိုပုံစံလေးတွေတက်တက်နေပါပြီဆိုရင်တော့ဒီသင်္ကန်းစာရဲ့ comment လေးမှာ တီယိုဝန်နီတန်းဆိုပြီးတော့ရေးခဲ့ပေးပါအောင်ခင်ဗျာဒါမှကျွန်တော်သင်ပေးတဲ့သင်ခန်းစာတွေကိုပြူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်လေ့ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိရအောင်လို့ပါအခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းထားလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ